မင်္ဂလာပါရှင်ဒီနေ့မှာတော့ NFYB ကနေပြီးတော့ Season 8 Beastmaster Volume 1 Austin Battle ကိုရောက်ရှိနေရပြီဖြစ်ပါတယ် Austin Battle ဆိုတဲ့အတိုင်းဒီနေ့မှာအကသမားတွေကသူတို့ရဲ့ style ဆုံးပေါ့နော်မတူညီတဲ့ Wacking B-boy Popping စသဖြင့်ဒီအကမျိုးစုံကိုတနေရာထဲမှာမြင်တွေ့ရမှာပါအခုဆိုလို့ရှိရင်အထဲထဲမှာအကသမားတွေလည်းစုံနေပြီမတူညီတဲ့ style နေနဲ့ Blue Battle တွေကစိတ်လှုပ်ရှားပြီးစိတ်ဝင်စားဖို့ကောင်းမလဲဆိုတာဆက်ပြီးတော့တွေးကြည့်ကြမယ်အခုဆိုရင်အားလုံးစောင့်မျှော်နေကြတဲ့ Battle Boy တွေကစနေပြီဆိုတော့အတူတူပဲစီမျှော်ကြည့်လိုက်ကြအောင်ရှင် ဒီနေ့ပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေကမတူညီတဲ့စတိုင်နဲ့ပြိုင်ပွဲဝင်ခဲ့ကြပြီး Dance Battle တပွဲချင်းစီကအကောင်းဆုံးရှင်ပြိုင်မှုတွေဖြစ်ခဲ့ပါတယ်။ပြိုင်ပွဲကိုစီစဉ်ကျင်းပခဲ့တဲ့ NFYB ရဲ့ founder တူဦးဖြစ်တယ်လို့ဒီနေ့ပွဲရဲ့ judge တူဖြစ်တဲ့တန့်စင်ကလည်းအခုလိုပြောပြထားပါသေးတယ်။မင်္ဂလာပါ။ကျွန်တော်ရည်ရွယ်ချက်ကတော့အများကြီးဟိုအများကြီးတိုးတက်ဖို့တော့မရည်ရွယ်သလိုကလေးတွေအတွက် သူတို့အတွက်ဒီနေရာလေးရှိသေးရဲဆိုတော့ဟိုဒီအခြေအနေတစ်ခုမှာတက်နိုင်မြအကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့ပဲစ조사နေတဲ့ပုံစံမျိုးလေးပါပဲအဲတော့ကလေးတွေကလည်းဒီလိုပြိုင်ပွဲရှိရင်သူတို့အတွက်ဒါအခွင့်အရေးရှိရဲအခွင့်အလမ်းရှိရဲဆိုတဲ့ပုံစံမျိုးလေးတစ်ခုနဲ့ပဲသွားနေသေးတာပေါ့နော်ခနာကောကလောက်တာလေနော်ဗဇက်ကပြောနေရလဲမဟုတ်ဘူးအသီးစိတ်အသီးစိတ်တွေကမကောင်းတာကောင်းတာရင်းနဲ့လည်းမဆိုင်ဘူးပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အကောင်းဆုံးဖြစ်အောင်ပြုပြင်မယ်မိုးမှန်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဒီထက်ပိုလောက်အောင်လုပ်မယ်အကကို အကလိုပဲကကြမယ်ပေါ့နော်နောက်ထပ် judge တဦးဖြစ်ပြီးအကလောကမှာ20ကျော်အတွေ့အကြုံရှိတဲ့ BY ဖြိုသူကလည်းသူ့ရဲ့အတွေ့အကြုံတွေကိုပြပြခဲ့ပါဗျ။ပြောရရင်တော့ကျွန်တော်တို့တို့အရင်ကဆိုရင်ကားတဲ့လူကတော့အများစု လောက်တော့ဖြစ်တာပေါ့နော်များတယ်ပေါ့အခုနောက်ပိုင်းမှာကလည်းဒီဟိုပေါ့အခြေအနေမျိုးမျိုးကြောင့်ပေါ့နော်တချို့ဆိုလည်းသူ့အနေနဲ့သူအခက်ခဲလေးတွေရှိကြတာပေါ့တချို့ဆိုလည်းကျွန်တော်တို့အရင်လက်ထက်တွေကကားခဲ့တဲ့လူတွေတချို့ဆိုရင်ဆယ်ပုံပုံနှစ်ပုံလောက်ပဲရှိတော့ပေါ့နော် ။ BY only ပွဲထက်ဆိုင်ပေါ့နော်အခုလိုမျိုးတော့အမျိုးစုံပေါ့နော်ဒီ all time ပုံစံမျိုးလဲဟိုနှစ်သက်ပါတယ်ကောင်းတယ်ပိုစုံတာပေါ့နော်။ဒီ Josh Poppins ကလည်းသူ့အကြိုက်ဆုံး style တွေကိုပြပြခဲ့ပါသေးတယ်။ပြိုင်ပွဲရှေ့ကတော့ကျွန်တော်မိုက်ပါတယ်။ဒီပြိုင်ပွဲမှာရှေ့တိုင်းနဲ့ကျွန်တော်လာပို့ပေးနေကြဖို့တော့ဗောနော်ဒီလူငယ်တွေအတွက်လည်းပို့ပြီးတော့ကျွန်တော်မြင်ကျင်အောင်နဲ့ကျွန်တော်လာတာပါ။ဟုတ်ကဲ့။အဲတခြား style တွေကကျွန်တော်ကြိုက်တာ B-boy တွေလည်းကြိုက်တယ်။တခြားအဲ hip hop လည်းကြိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ Poppin ကလည်းပဲ Poppin အကြိုက်ဆုံးဗော။ ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဟိန်းလေးလို့ခေါ်ပါတယ်ခင်ဗျဟုတ်ဟာအဓိကကတော့ကျွန်တော်ကတဲ့ main category ကတော့ working ပေါ့နော် working working ကတာအဲ့ဒါအောင်မှတခြား category နေနဲ့ဆိုရင်တော့လို hip hop တို့ jazz street jazz တိုင်းလဲကျွန်တော်ကားရပေါ့နော်အဲဒီမှာကကျွန်တော်တို့ဒီ working category မှာကတဲ့လူကနဲတာ哦နဲတဲ့ခါကျတော့ဒီလာတဲ့ဒီကလေးတွေတော့ working ကတဲ့ကလေးတွေအတွက်လည်းအဆင်ပြေအောင်ပေါ့ chess လေးလာလုတ်ပေးပါဆိုလို့ဒါလာလုတ်ပေးပြတာပေါ့နော်အဲပြီးတော့ဒီနေ့ပြိုင်သွားတဲ့ကလေးတွေအကုန်လုံးကောင်းပါတယ်ကောင်းကြရတယ်ဟို အခုမှလာပြိုင်တဲ့မျက်နှာသစ်ကလေးတွေလည်းရှိတာအဲမျက်နှာသစ်ကလေးတွေဆိုလို့ရှိရင်အရန်ဘယ်လိုပြောမလဲတော်တယ်ကိုကိုရီတော့အထက်ပိုတော်တယ်ကိုရီတော့အထက်ပိုတော်တယ်အဲ့အတွက်ကြောင့်မလို့ကြည်ရတာလည်းအားရတယ်အစင်းနှပြည့် ဝင်းနေပပင် RS ရဲ့အနိုင်ရရှိခဲ့တဲ့အပေါ်သူ့ရဲ့စကားသံတွေကိုနားထောင်ကြည့်လိုက်ရအောင်နော်အာဘယ်လိုလဲဆိုတော့ပျော်တယ်ပေါ့အာမီချီနာ represent ရောပြီးရင်ကျွန်တော်ကခုကမန္တလေးမှာရောအကတင်နေရပေါ့နော် anonymous ကနေဆိုတော့ဘာဖြစ်ပျော်တယ်ပေါ့အာပြန်ပြီးတော့အကရဲ့ဒီအာ vibe ကိုပြန်ရတာပေါ့နော်ဟုတ် သူနဲ့လည်းမန္တလေးပွဲမှာတစ်ခေါက်တွေ့တယ်လေနော်အဲ့မှာလည်းအကျွန်တော်အနေနဲ့သူ့ကိုရှုံးထားတာပေါ့နော်ဒါမဲ့လည်းစိတ်ထဲမှာတော့ဘာမှမရှိပါဘူးအဲ့ဒါတွေကဘာမှမရှိဒါမဲ့လည်းဒီတစ်ခေါက်ကကျွန်တော်အနေနဲ့အကောင်းဆုံးလုပ်မယ်ဆိုတော့စိတ်ပဲအဲ့ဒီတစ်ခုနဲ့ပဲကျွန်တော်ရှင်ပြိုင်တယ် Runner up popping swing ကလည်းဒီနေ့ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့စကားသံတွေကိုနှားထောင်ကြည့်လိုက်ကြအောင်เนาะအဲဒီနေ့ပွဲမှာတော့ဆုနှစ်ဆုရခဲ့ပါเนาะအဲ energy ဒီကျွန်တော်တို့အကနဲ့ပတ်သက်ပြီးတော့ဒီပွဲထဲမှာ fresh ဖြစ်ဖြစ်နေပါเนาะအဲ ခဏပြောလို့ participate လုပ်ပေးရပါတော့။အဲ့ဒါတော့ခဏကားတဲ့ဟာမှာရော energy အပြည့်ပါရောနော်။ဆိုတော့အဲ့ဒါတော့တဆူပါတော့။ဒီဟာဒီဟာလေးရရပါတော့။ဟုတ်ကဲ့။နောက်ပြီးတော့အခုဒီနေ့ပြိုင်ပွဲမှာပဲဒုတိယဆုထက်ရပါတယ်။ဟုတ်ကဲ့။ကားနဲ့ပတ်သက်ပြီးပြောချင်တာကတော့အဓိကတော့ဟိုဘယ်နဲ့နိုင်နေရှုံးနေဆိုပဲဟာဦး။တိတ်စိတ်တဲ့အာရုံမထားနဲ့ပါတော့။အဓိကမနေ့ရက်ထက်အဲကိုယ်ကဒီနေ့မှာပိုကောင်းလာပြီဆိုရင်ဒါကိုယ့်အတွက်ရလက်တစ်ခုပဲပေါ့နော်။ဆိုတော့အဲ့လိုမျိုးခံယူချက်ထားပါ။ ဆိုတော့တခါလေးကြလို့ရှိရင်ကိုလှုပ်ရှားရှိတာကိုဒါအကောင်းဆုံးလို့ရပထမပဲဟုတ်3 2 1ဒီ master volume 1 all style butter ပွဲကတော့ပျော်ပျော်ရွှင်ရွှင်အောင်အောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့ capturing moment အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်။